ညွေဆိုရအန်ယူဂျီကနေလုံထွက်ပြီးနောက်အမေရိကန်ပြည်ထောင်စုရောက်ချင်းပညာသက်လူငယ်တွေပါဝင်တဲ့ Institute of Peace and Federal Democracy IPFD ကိုဒေါက်တာဆဆာကဦးဆောင်ဖွဲ့စည်းလိုက်တာပါ IPFD ဟာအမေရိကန်ဆိုရသည်မှာမှတ်ပုံတင်ထားပြီးတရားဝင်လှုပ်ရှားတဲ့ institution ဖြစ်တယ်လို့ဘန်နာရေးအတွက်တရားဝင်ဘဏ်အကောင့်ကိုလည်းဖွင့်လှစ်ထားပြီးဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုမှာဒီ institution ကိုထူထောင်တယ်လို့ Britain ဩစတြေးလျတို့အပါအဝင်မြန်မာအတိုင်းဝိုင်းအများပြားရှိတဲ့နိုင်ငံတွေမှာလည်း institution ကိုဆက်လက်တိုးချဲ့တည်ထောင်သွားမယ်လို့သိရပါတယ် Institute of Peace and Federal Democracy မှာ institution လမ်းစဉ်၃ရက်ချထားပြီးအုပ်ချုပ်ရေး lobby နဲ့စီရင်ရေးဘဏ္ဍာရေးနဲ့စီးပွားရေး institution တွေဖြစ်ပါတယ်။ institution တည်ထောင်ပြီးနောက်မြန်သာတဲ့ပထမဆုံးခြေလှမ်းအနေနဲ့စစ်ကောင်စီအထူးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူမှုအမြင်သဘောထားကောက်ယူမဲ့ True Choice မြန်မာ application ကိုဒီဇင်ဘာလထဲမှာမိတ်ဆက်သွားဖို့ရှိနေပါတယ်။ဒီဒေါ်လာရစ်ကိုလုပ်တဲ့အခါမှာအလုံငွေရှိတဲ့အခါမှာစစ်သွားတိုင်းတယ်။အလုံငွေမရှိရင်နောက်ပြန်ဆုတ်တယ်ဆိုတော့ ပုံစံနဲ့ကတော့ဒီဒေါ်လာသွားလို့မရတော့ဘူး finance နဲ့ business entity လို့လာတယ်ဆိုတော့ institution တခုရှိတယ် number တဲ့ institution ကတော့ governance institution ဖြစ်တယ် number နဲ့ကတော့ lobby and advocacy institution ဖြစ်တယ် number တော့ကတော့ finance and business institution ဖြစ်တယ်ဆိုတာကိုအတူချုံနဲ့ကျွန်တော်မိတ်ဆက်ချင်ပါတယ်အခုကအဲ့လိုမသွားဘူးဆိုရင်ဒေါ်လာကဆက်သွားလို့မရတော့ဘူး number 1 resource ရရှိရေးကိုသွားမှာဖြစ်တယ် number 2 resource ရရှိပြီဆိုတာနဲ့ကိုကျွန်တော်ကတားပေါက်စုကိုဖွဲ့ဖွဲ့လို့အားလာပါတယ်ကျွန်တော်နဘာတုတ်ကစစ်နယ်တိုက်ရိုက်ကိုတွားဖွဲ့လို့တယ်နဘာလိုက်ကဒါပြည်ကြီးကျွန်တော်ဖွဲ့စစ်ဖို့အသည့်ရေးဆွဲရေးနဲ့ရွေးကောက်ဖွဲ့ဖြစ်မြောက်ရေးပေါ့နဘာ၅အနေနဲ့ကတော့မြန်မာနိုင်ငံကိုလည်း United State of Myanmar USM ပေါ့ USM USM ဆိုတာကိုကျွန်တော်ဟာကျဲကျဲလောင်လောင်နဲ့နိုင်ငံတကာမှာအော်ဖွဲ့လို့လာပါတယ် အမေရိကန်ပြည်ထောင်စုမှ Institute of Peace and Federal Democracy ကိုထူထောင်လာဟာစစ်ကောင်စီရဲ့ခြေလှမ်းတွေကိုစနစ်စရာတုံ့ပြန်နိုင်မှုဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီကအမေရိကန်ပြည်ထောင်စုကလော်ဘီကုမ္ပဏီတွေကိုဒေါ်လာတန်းချီပေးပြီးငှားရမ်းထားတာပါ။ဒီလော်ဘီလုပ်ငန်းတွေမှာအလုပ်လုပ်ကနေတဲ့ပညာသက်လူငယ်တွေရဲ့ခြေလှမ်းတွေကိုရှင်ပြိုင်နိုင်မှုဒေါ်လာရင်းအရာစုတွေဘက်ကလည်းလူငယ်ပညာသက်တွေရဲ့အားကိုလိုအပ်နေတာဖြစ်ပါတယ်။ Myanmar is now um better and Myanmar is now um We're going to have a free and fair election, which is um, obviously we know as it's ludicrous. It's something that's um, kind of blase, it's ludicrous. But that, that statement from Christine Young, the Department of Homeland Security, is not from them. It's coming from uh, a lobbying firm which was um, paid by the military. So the, the lobbying firm made that statement. So the, the lobbying firm basically pushed this to, to the TPS to, to take away TPS from us. So this all came from a lobbying firm, which is why the, the second entity, the MCPFD, the Myanmar Cooperation Treaty, um, and then the MCP, the Myanmar Council of, for Peace and Federal Democracy, that is extraordinarily important because we need to counter um, the strategies that the military have. Um, I think our people really need the support, the Burma people really need the support, as well as to realize uh, the true solution for the federal democracy for our people. So. thank you very much ဒေါက်တာဆာဆာဖွဲ့စည်းလိုက်တဲ့ institution မှာဥဆောင်ပါဝင်တဲ့ချင်းလူငယ်တွေဟာပညာသက်တွေဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူတွေဖြစ်တယ်လို့လည်းတွေ့ရပါတယ်။ဒေါက်တာဆာဆာပြည်တော်စုဝန်ကြီးဖြစ်တောင်းယူခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဟာ NUG အစိုးရကရှော့ချဖို့ပြင်ဆင်ထားတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်တာ။လက်ရှိအချိန်မီထပ်ပိုလွတ်လပ်တဲ့အချိန်တွေနဲ့တော်လှန်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ချင်တာတွေကြောင့်ရာလူကနေနှုတ်ထွက်ပြီး institution တွေကိုထူထောင်ခဲ့တာလို့ဒေါက်တာဆာဆာကရှင်းလင်းပြောဆိုထားပါတယ်။ကျွန်တော် ုဒ္ဒချမ်းသာပါဒီမိုကရေစီမှာ institution လမ်းစဉ်၃ရပ်ချထားပြီးအုပ်ချုပ်ရေး